ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ23ရက်နေ့နေ့ခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်စစ်ကောင်စီအားချမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်တံမူကြီးရွာကိုလေကြောင်းကနေဘုံလုံး50ကျဲချပြီးတိုက်ခိုက်ထားပါတယ်တံမူဆိုတာကိုမှတ်မိကြအောင်မယ်ထင်ပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကတမတော်နီးပညာတက်ကတော့နီးပြဖို့မူကြီးတယောက်ပြုံးပြုံးကြီးလက်လက်ချခဲ့တဲ့နေရာပေါ့ဗျာ ခုဆိုရင်စစ်ကောင်စီဟာနောင်ရှိုးကိုတဲကြီးမဲကြီးတိုက်ဆိုင်တိုက်ချစ်ဆင်နေတာဖြစ်ပါတယ်။ပြည်ဦးလက်ကအင်အားကိုပါထည့်ပေါင်းမယ်ဆိုရင်မြေပြင်အင်အား2000အထက်တုံးထားတာကိုတွေ့ရပါတယ်။လက်နက်ကြီးပြားကိုလည်းချောက်ခမန်းလိမိတုံးနေတာကိုတွေ့ရပါတယ်။ကြီးလီမလို့ခေါ်တဲ့ကြီးတဲ့လေတဲ့အမြောက်တပ်တွေပါတဲ့ပူပေါင်းစစ်စင်ရေးပုံစံတရက်ဖော်ဆောင်နေတာကိုတွေ့ရပါတယ်။လက်ချင်းဝိတ်ကြောက်တော့ရွာတွေကိုတော့စစ်ကောင်စီရဲ့စစ်တောင်းတွေဖြတ်ကျော်နိုင်မှုဖြတ်ချင်းမှာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲမန္တလေးတပိတ်ချင်းမြို့နယ်တွင်ငယ်ဘက်မှာလည်း မတ်ဆသောတမတော်တမင်းလေးချင်းအကြောင်းကိုအင်အားရိခခေယံဆေးဝါးတွေတောင်းချောက်စုပုံနေပြီးဘိုးဘုတ်ကိုပြန်လဲသိမ့်ပိုက်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်ဘိုးဘုတ်ဆိုလို့ပြောပြပါအောင်မယ်ဘိုးဘုတ်ကြက်ပြမှာဖျားပရုဇေရီတိန်ချောင်းတွေကိုဒီလုံးကပြန်ပြီးဝမ်မှန်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်လဲဆိုတာဖြစ်ပါတယ်1988ခုနှစ်အာနာသိမ့်ပြီးမှမြန်မာနိုင်ငံရဲ့စီးဝါးရေးကြံတဲမှုတွေကိုခါးစည်းခံခဲ့ကြရပါတယ်အနာလိုက်ရှိဖို့ကြုံကြည့်များကြုံတွေ့နေရတဲ့ကြက်တဲမှုကိုဖြည့်ရှင်းနိုင်ဖို့ဖုန်းကြီးကြောင်းကိုဥတိုက်ပါတော့တယ် ဘာကြီးဖုန်းကြီးကလည်းဒကာကြီးတို့ကြက်နေပြင်ရမယ်လို့မိမ့်ပါတဲ့အဲ့ဒီလိုနဲ့ဘိုးဘုတ်ကြက်ပြင်မှာရှိတဲ့ရှေးအောင်စီတီတွေဟာရှေးအောင်တဝင်းဝင်းဖြစ်လာခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီကာလတုန်းကအတွင်းမှုနှစ်ဘိုးချုပ်ကြီးတင်ဦးနဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုဘိုးချုပ်ထွန်းကြည်တို့ဟာလည်းမန္တလေးနဲ့မိုးကုတ်ကိုလွန်ထိုးနေတော့တာတွေ့ရပါတယ်ရင်းနေတဲ့ကိုတကယ်ကြီးကြပါလေစူပါပါဝါဘရိန်းလေဗယ်ကြီးတွေကိုပိုင်ဆိုင်ထားကြသူများ ဖြစ်ပါတယ်ဆက်ရရင် စစ်ကောင်စီကအော်ဂုတ်လမှာတင်လီလာအင်းနဲ့နောက်တစ်ချိန်မတွေ့ခင် အနည်းဆုံး၂မျိုးလောက်ကိုစေးနေရပြန်လဲရရှိနိုင်ရင်စီမံချက်ထားရှိတယ်အဲ့လိုသုံးသပ်ရပါတယ်။မြင်းညာတာမီဆက်ရုံထဲမှာစစ်ကောင်စီကအင်အား၄၀၀နီးပါးအခြေပြုရရှိနေတာဖြစ်ပါတယ်။ဂျမန်လေးကဂွေးပြင်ရုံလမ်းလုံးမှာစစ်အနံသုံးစီးရောက်နေတာရှိခဲ့ပါတယ်။တောင်သာမြင်းညာလမ်းပိုင်းတောင်သာနှထိုးကြီးလမ်းပိုင်းတွေကိုစစ်ကြောထုံးနိုင်ခြင်းရှိတယ်လို့ခန့်မှန်းရပါတယ်။မကွေတိုင်းပခုတ်ကူမြို့နယ်ပေါလောင်ကန်တောင်ရွာမှာစစ်အနံကိုဒီရောက်ရှိနေတာရှိပါတယ်။တန်ကြာကရင်နဲ့မြေတူးဆက်တစ်စီးလည်းပါရှိတယ်လို့သိရှိရပါတယ်။ ဂျာနီဝင်းကျင်ပတ်စာထဲမှာကင်းလိုကင်းရှည်တွေထုံထားတာရှိတယ်လို့လည်းသိရပါဗျ။ချက်မှုစုံထဲမှာဆိုရင်လည်းစူရင်းဘက်ကနေလာလို့မရအောင်မြေဖြတ်ခြင်းတွေလုပ်နေတာရှိပါတယ်။ရှင်နမ်းဘဝအင်အားတွေဟာကွက်တစ်ထဲမှာဖြန့်ခွဲနေရယူထားပြီးစစ်ဆေးမှုတွေလည်းလှုပ်ဆောင်နေတာရှိပါတယ်။တေကျောနဲ့ကျွဲလဲကမ်းလားရွာတွေမှာလည်းစစ်ကြောင်းရောက်ရှိနေတယ်လို့သိရှိရပါတယ်။ကာမနယ်မြေထဲမှာဂျမန်နဲ့နေလပိုင်းကဒေသောင်းတိုက်ခိုက်မှုပြုလုပ်ခံထားတာရှိပြီးဒေသခံပြည်သူတွေရဲ့အထိကိုက်ဆင်းကိုတော့စီးစစ်နေတယ်ဖြစ်ပါတယ်။ ရှမန်လေးကိုတက်တဲ့မှာကျောမြို့နယ်မှာရှိတဲ့ကာဝေးပစ္စည်းဆက်ရုံအမှတ်ကို24လို့မှာရင်ဖော်ပြမိပါရယ်။ကိုရင်တခါကလည်းအမှတ်23ကာဝေးပစ္စည်းဆက်ရုံကိုပေါ့မြို့လို့မှာခဲ့ပါရယ်။ကာဝေးပစ္စည်းဆက်ရုံ25ရုံရဲ့တိရရာကိုလက်တန်းအတွက်ရနေပြီမြဲပေါ့နဲ့ကြောဘူးအမြဲလွဲသလိုဖြစ်နေတဲ့အတွက်မောင်မမအောင်ဂရီးပြူဆင်ញင်လိုက်ပြီဖြစ်ပါရယ်။ကချင်ပြည်နယ်ဖားကနေသားကတော့စစ်မှန်နေသားရုံနေပြင်းဥလူချောင်းရေကြီးတဲ့ဒဏ်ကိုပါခံနေရပြီဖြစ်ပါရယ်။ဖားကနေသားကိုရောက်ဖူးရင်အံ့ဩသွားကြပါလိမ့်မယ်။ မြို့ကြီးတွေမှာစီးနေကြတဲ့ပရာဒိုလန်ခရူဇာဆက်ဖိုဝီစားတဲ့ရင်းတွေကိုဖားကန်မြေမှာချက်ချင်းတွေနဲ့ကုန်သိန်းတွေတင်နေတာရင်သက်ရှူမောတွေ့ကြရပါမယ်။ကားတော့မော်ထဲမှာနုံနေတယ်။လာဆွဲမဲ့ကားအနီးနားမှာမရှိရင်အင်ဂျင်မဲ့ဖြုတ်ယူသွားပြီးဘော်ဒီဒီတိုင်းထားခဲ့ကြတဲ့ကချင်ဒူပိုင်းလိုခေါ်တဲ့နေမြေဖြစ်ပါတယ်။ပြေခဲ့တဲ့ရက်ကအင်တော်ကြီးဒေတာငနွေးကောင်းတိုက်ပွဲဖြစ်စဉ်တွင်စစ်ကောင်စီဘက်က20ကျော်မရှိကြိုက်ခဲ့ပြီးပူပေါင်းတပ်ဖွဲ့တွေဘက်ကဒုဥက္ခရာအဆင့်ရှိသူကိုသိန်းစော်တယောက်မြင့်မြတ်စွာကြာဆုံးခဲ့တယ်လို့သိရှိရပြီး လက်ရှိမြေပြင်မှာတော့ငြိမ်သက်နေသေးဖြစ်ပါတယ်။ KNL နဲ့မှာတော့နာမည်ကြီးဥက္ကဋ္ဌစကိုင်းကြီးကို KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေ Wi-Fi ဖိတ်ဆို့ထားပြီးလို့သိရှိရပါတယ်။ဒါ့ပေမဲ့ဂျူရီးယားဘက်ကဂျာမာတွေဖွေပေးထားလို့ drone နဲ့တိုက်ခိုက်လို့မရဖြစ်နေပါတယ်။အလုံးစုံဖိတ်ဆို့ထားနိုင်တာဖြစ်တဲ့အတွက်လေကြောင်းကနေရိတ်ခါခဲရဆေးဝါးကို draw ချပေးမှရမယ်။မီလန်တနီးသာရှိပါတော့တယ်။ဥက္ကဋ္ဌစကိုင်းကြီးကရွာရဲ့မြောက်ဘက်မှာရှိပြီး ညဝရီမြို့ရဲ့အရှိတောင်ဘက်ဝေါ်လီဒေသနဲ့မြို့တောင်ဘက်၄ကီကောနေပြည်တော်ဆက်တွေ့ထားတဲ့လမ်းကြောင်းပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။ကြာရှိနေတဲ့ထိကပလက်စကန်ကိုလည်းယခုလ9ရက်နေ့ကစလို့ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့သိရှိရပါတယ်။ဥက္ကဋ္ဌစကန်ကြီးကိုလွန်ခဲ့တဲ့3နှစ်ခါကထိုးစစ်ဆင်တိုက်ခိုက်ခါသိမ့်ပိုက်ထိကျုံလိုက်ပြီးဆိုတဲ့သတင်းထုတ်ပြန်ပြီးစစ်ကောင်စီဘက်ကလည်းတက်ရှိစီယိုဆိုပြီးဝါဒဖြန့်စကားရိုက်ကူးတင်ဆက်ခဲ့တဲ့စထားမဲ့ဖြစ်ပါတယ်။ ထိကပဲစကန်းကတော့30ချက်မပေးနိုင်ခင်ဂျမန်နေ့ညနေပိုင်းမှာပဲစစ်ကောင်စီကထပ်မံလက်လွတ်ခဲ့ရပြီဖြစ်ပါတယ်။မြဝတီမြို့တောင်ဘက်ကနေစာစကန်းဆိုလို့ဝေါ်လီချီးသေးလေနဲ့ဥက္ကဋ္ဌစကန်း၃ခုသာကြန့်ရှိနေတော့တာဖြစ်ပါတယ်။ချင်းပြည်နယ်အခြေချစစ်ပြေဟာဟာကတော့လက်နေဒီစကန်းတွေနေရာရွှေပြောင်းနေသေးတာဖြစ်ပါတယ်။အဓိကဖြစ်တဲ့ထန်တလန်ကိုပြစ်ခုပေးဖို့မမီလို့ကြောက်တိုင်ခွဲကိုရွှေ့ပါတယ်။ပြီးတော့နေရာတိသွားတဲ့ဆိုပြီး viewer ကုန်းကိုပြန်ရွှေ့ပါတယ်။နောက်ဆုံးပြစ်လို့မိတဲ့နေရာမှာထားပါဆိုပြီးထပ်လာပြန်ပါတယ်။ သူ့အားနဲ့သူတိုင်ပတ်နေသေးတာဖြစ်ပါတယ်ဘိုးတိုင်းနောက်ချမ်းညောင်ကျုံနယ်မြေဝင်းကျင်မှာတော့ဂျမန်လေးနေလေကင်းကနေညာဦးပိုင်းရှိလက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်မှုတွေဖြစ်ပေါ်နေခဲ့ပြီးမဲ့အခြေအနေကိုတော့ထောက်လန်းရရှိမှုမရှိသေးဘူးဖြစ်ပါတယ်ကယင်ဤဒေတာမိုးပြဲစစ်မျက်နှာစာမှာစစ်ကောင်စီရဲ့တိုက်စစ်ကြောင့်ကယင်ဤတပ်ပေါင်းစုဘက်ကပိဆက်မှုတချို့လည်းရှိခဲ့ရတာကိုတွေ့ရပါတယ်။ဖားဆောင်နယ်မြေမှာကယင်ဤပူပေါင်းတပ်တွေရဲ့စီးရေဖော်ဆောင်မှုတွေရှိနေပြီးအခြေအနေအသေးစိတ်ကိုတော့စီးစစ်နေသေးဖြစ်ပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ရန်ကုန်တိုင်းအရန်တက်မဆိုတာတကယ်အရန်တက်မဆစ်ဆစ်ဖြစ်ပါတယ်။လေယုံဝန်ထမ်းတွေကိုတိုက်ခိုက်ရေးတပ်အသွင်ယူဖွဲ့စည်းထားခြင်းတာဖြစ်ပါတယ်။အရန်တက်မရဲ့တပ်မမှုဟာအမတ်တက်တပ်မတော်တပ်မင်းလေးကြီးအကြောင်းဟာတောင်းအောင်ကြီးဖြစ်ပါတယ်။စစ်ဝတ်ဆောင်ဝေထားပြီးတိုက်ခိုက်ရေးအင်အားအဖြစ်ရှိမနေတဲ့တပ်ဖွဲ့ဝင်တွေကိုနှစ်သီးသားတာဝန်ခွဲဝေပေးထားတဲ့သဘောပြတာဖြစ်ပါတယ်။တရားတိုင်ရင်မဟုတ်ပဲစုပေါင်းဆက်ပေါင်းဖွဲ့စည်းတစ်ခုသာဖြစ်ပါတယ်။စစ်ကောင်စီဟာလူသစ်ဆိုတာကိုအာရမအနည်းနဲ့ရော ကလေးတချင်းနီးနေပါစူဆောင်းနေခြင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်ညောက်ကလာပါမြို့နယ်ထဲမှာလူငယ်တယောက်အစွဲခံရပါတယ်။ချစ်ပုံကဒီလိုပါ။တပ်ထဲမှာအရင်အစွဲခံထားတဲ့တငယ်ချင်းဖြစ်သူကလင်ညာဟန်ဆောင်မှာဖုံးဆက်ခေါ်ပြီးချင်းဆူထားတဲ့နေရာရောက်မှာဖမ်းလိုက်ခြင်းဖြစ်ပါတယ်။အစွဲခံရတဲ့ကောင်းလေးရဲ့တငယ်ချင်းကရက်ွက်ထဲမှာ350ယူပြီးလူသားထုံးဝင်ရောက်သွားသူဖြစ်ပါတယ်။အဲ့ဒီလူသားတို့လူရွယ်ကိုဒလန်အဖြစ်စစ်တပ်ကစီယုံပြီးလိန်လေခေါ်ဆောင်မှုတွေပြုလုပ်တာမျိုးတွေရှိပါတယ်။ဒါကြောင့်လူငယ်တွေအနေနဲ့ ကာလအတန်းကြာဆက်သွယ်ပြတ်နေတဲ့တငယ်ချင်းတွေရုပ်တရက်ပြောင်းဆုံးသွားတဲ့တငယ်ချင်းတွေကဖုံးဆက်ပြီးချိတ်ဆိုလာမှုတွေကိုအထူးသတိထားကြဖို့လိုအပ်ပါကြောင်းအတိပေးတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်စိုက်ပွဲရှိရင်အောင်ပွဲရှိရ